မန္တလေးတိုင်းမတရားမြို့နယ်မှာဒွန်လရဲတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့စစ်ရဲအရာအရေးပါတဲ့လေကြောင်းရန်ကာကွယ်တပ်နေရာနဲ့ဆဲတော်ကြီးရေလောင်တာတမန်ကိုစစ်အုပ်စုကပြန်ထိန်းချုပ်နိုင်ဖို့စစ်ကြောင်းထုတ်ဖို့ပြင်ဆင်နေတယ်လို့ဒေသခံတွေကစုံစမ်းသိရှိရပါတယ်။ဒီဇင်ဘာ29ရက်စစ်စင်ရေးဒုတိယပိုင်းနဲ့အတူဖော်ဆောင်ခဲ့တဲ့ရှမ်းမန်းစစ်စင်မှာပြည်သူ့ကာကွယ်တပ်မတော်မန္တလေးနဲ့မဟာမိတ်တပ်တွေက2014လေကြောင်းရန်ကာကွယ်တပ်အင်ဂျင်မြိုင်နဲ့ဆဲတော်ကြီးစကန်အပါဝင်စစ်ကောင်စီစကန်40ခန်းကိုသိမ်းပိုက်ပြီး မတရားမျိုးနဲ့အရှိချမ်းကိုထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့စစ်တပ်က2025နှစ်စောင်းပိုင်းကစပြီးစစ်မှုရန်တင်နန်းစင်တသားအစ်တွေစစ်ကောင်စီလက်အောက်ခံပြည်စောထီးတွေအပေါင်းဝင်တပ်ဖွဲ့ဝင်အင်အားထောင်ချီအသေးခံ drone လေကြောင်းပစ်ကူနဲ့လက်နက်ကြီးပစ်ကူအများအပြားသုံးပြီးတံပြန်ထုတ်စစ်ဆင်ခဲ့တာကြောင့်ဖျောင်းတောင်ရွှေလုတ်ကွက် FRB လက်မြေစက်ရုံအပေါင်းဝင်စခန်းအများအပြားကို PDF တွေကပြန်ပြီးလက်လွတ်ခဲ့ရတာဖြစ်ပါတယ်။အခုအခါကြံနေတဲ့စခန်းတွေအထက်ကအင်ဂျင်မြိုင်လေကြောင်းရန်ကာကွယ်တပ်နဲ့ ဆေရော်ကြီးရေလောင်းတမန်စကန်တို့ကိုစစ်ကောင်စီကပြန်ထိုးစစ်ဆင်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။လက်ရှိမှာစစ်ကောင်စီတပ်ကကျွန်းပင်ရွာနဲ့တဖန်ကန်းရွာတို့မှာတပ်အင်အား300ခန့်ရောက်ရှိနေတယ်လို့ဒေသခံတို့ကပြောပါတယ်ရှင်။